ဘုရားသခင်ကကျွန်တော်တို့ကိုကျမ်းမိုင်းနဲ့ညီညွတ်တဲ့အစားအစာမျိုးမျိုးပေးထားပြီးဖြစ်ပါတယ်လူတိုင်းကိုလိုအပ်တဲ့အရာတွေနဲ့အသင့်တော်ဆုံးဖြစ်တာကိုလည်းသိရှိပြီးတော့ကျွန်တော်တို့ရဲ့အတွေ့အကြုံနဲ့ကျွန်တော်တို့ကျမ်းမာရေးတွေ့ကြုံနဲ့မံကန်စွာကျွန်တော်တို့စီရင်ဆုံးဖြတ်တဲ့အရာတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့အသုံးပြုဖို့ရန်အတွက်ဖြစ်ပါတယ် အားလုံးမင်္ဂလာပါဒီနေ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပြောခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့အသက်တာပုံစံဟာဆေးဖြစ်ပါတယ်ဒီဆေးတွေဟာဆိုရင်အစားအစာနဲ့အရေးဆိုတော့ဒီအရာအားဖြင့်လည်းအပါဝင်ဖြစ်ပါတယ်ကျွန်တော်မြန်မာစကားမှာအစာလဲဆေးဆေးလဲအစာဖြစ်စီပါဖော်ပြတဲ့ကဲ့သို့ကျွန်တော်စားတဲ့အစာတွေဟာဆေးဝါးဆေးပက်ဝင်ဖြစ်ပြီးတော့ ျွန်တော်တို့အတွက်ဆေးဆိုတာလဲကျွန်တော်စားတဲ့အစာတွေမှာပါဝင်စေဖို့ရန်အတွက်လိုအပ်တာသိရှိရပါတယ်ဒီအစီအစံတွေရှိတဲ့တည်တည်တွေအခွန်မာသီးတွေဟင်းသီးဟင်းရွက်တွေဒါကျွန်တော်တို့အတွက်ဖျားရှင်ဖန်ဆင်းရှင်မှပေးထားတဲ့အကောင်းဆုံးအစားအစာတွေဖြစ်ပါတယ်ဒါပြင်ကျွန်တော်တို့တန့်ရှင်တဲ့ရေရာဆိုရင်လည်းဖျားရှင်ပေးထားတဲ့အကောင်းဆုံးကောင်းကြီးမင်္ဂလာ ကျွန်တော်တောက်သုံးဖို့ဉာဏ်အတွက်ဖြစ်ပါတယ်တိရိစ္ဆာန်တွေလူတွေအငက်ပြေစေဖို့ဖျားရှင်ပေးထားတဲ့အကောင်းဆုံးအရာပဲဖြစ်ပါတယ်ကျမ်းမာတဲ့လူနေမှုပုံစံနော်အဟာရပြည့်ဝစေဖို့ကျွန်တော်လှုပ်ရှားမှုတွေနော်လက်ကျင်ငယ်တွေပုံမှန်လုပ်ဖို့လိုပါတယ်ဆေးလိပ်မတောက်ဖို့ရန်အရရမကာတွေမတောက်ဖို့ရန်လဲကျွန်တော်တို့ကိုဒီ ျမ်းမာခြင်းအနေနဲ့ပေါ်ပြလာတွေ့ရပါတယ်ကျွန်တော်ရဲ့တက်ကြွလန်းဆန်းမှုကိုဆက်လက်ပြီးတော့ထိသိမ်းထားဖို့အမြဲတမ်းတက်ကြွပေါ်ပါဖို့ရန်အတွက်လိုပါတယ်ကျွန်တော်ရဲ့ကျမ်းမာရေးကိုအမြဲတမ်းတည်ထားမြင့်တင်ဖို့ဂရုစိုက်ဖို့ရန်အတွက်လည်းလိုပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကိုလည်းပန့်ပိုးမှု ရှိစေဖို့ကျွန်တော်ရဲ့စားသောက်မှုတွေဟာလိုအပ်ပါတယ် ကျွန်တော်ဟင်းသီးရက်ကိုအခြေခံတဲ့အစားအစာတွေဟာဆိုရင်ကျွန်တော်ချို့အတီးနန်နေဟင်းသီးရက်ဟာဆိုတခုလုံးကျွန်တော်စားလို့ရတယ်တခုလုံးအစားအစာဖြစ်တယ်ဒါမှမဟုတ်ယနေ့ကျွန်တော်ရဲ့လူနေမှု ပုံစံနဲ့ဒီအစားအစာတွေဟာဆိုတက်ဆိုင်နေတာသိရှိရပါတယ်ခန္ဓာကိုယ်အတွက်အာဟာရ ဖြစ်သင့်ပြီးတော့ခန္ဓာကိုယ်တခုလုံးကျမ်းမာအနာငြိမ့်စေဖို့ရန်အတွက် ကျွန်တော်စားတော့ဖို့ရင်ဖြစ်ပါတယ်ကျွန်တော်စားတာပဲဖြစ်ဖြစ်ဖြစ်စေတောက်တာပဲဖြစ်စေဒီຢာတွေကအားလုံးပါဆိုရင်ကျွန်တော်ရဲ့အနာရောဂါတွေကိုတိုက်ထုတ်ပြီးတော့အနာငိမ့်ချင်းကိုဖြစ်စေဖို့ရန်အတွက်လိုပါတယ်ဖျားသခင်ကကျွန်တော်ကိုကျမ်းမိုင်နဲ့ညီညွတ်တဲ့အစားအစာမျိုးမျိုးပေးထားပြီးဖြစ်ပါတယ်လူတိုင်းကိုလိုအပ်တဲ့အရာတွေနဲ့အသင့်တုံဆုံးဖြစ်တာကိုလည်းသိရှိပြီးတော့ ျွန်တော်ရဲ့အတွေ့အကြုံနဲ့ကျွန်တော်ကျမ်းမာရေးအတွေ့အကြုံနဲ့မံကန်စွာကျွန်တော်စီရင်ဆုံးဖြတ်တဲ့အရာတွေကိုကျွန်တော်ရွေးချယ်ပြီးတော့အသုံးပြုဖို့ရန်အတွက်ဖြစ်ပါတယ်။ရှင်ဟာကျွန်တော်လူသားတွေတရိဆန်တွေအတွက်အပင်တွေအတွက်အသက်ရှင်ရည်တည်ဖို့အခြားလူအချက်တွေလည်းလူအချက်တွေအတွက်လည်းဖြစ်တယ်ဆိုတာသိရပါတယ်။ကျွန်တော်ရဲ့အလေးချိန် 3ပုံ2ပုံဟာဆိုရင်ရေတွေပဲဖြစ်ပါတယ်60မနစ်90ရာခိုင်နှုန်းခန့်ရှိပါတယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ cell တွေ tissue တွေအင်္ဂါအစိတ်ပိုင်းတိုင်းဟာကောင်းမွန်စွာအလုပ်လုပ်ဖို့ရေပေါ်မှာပဲမူတည်တာသိရပါတယ်စီးသွားတဲ့အခါတော့ချွေထွက်ဓာတ်တွေမစင်စွန်းတာတွေတို့ဒီຢာတွေအားလုံးဒူနေမှုစနစ်အတွင်းမှာရှိတဲ့စိတ်တောက်တွေကိုအညစ်အကြေးတွေကို ဟာထုတ်လွတ်ပေးပါတယ်မျက်လုံးအစ်စ်တွေကိုလည်းချုံမှုစေဖို့ကျွန်တော်တတွေးတွေအတွက်နော်အဓိကအစိတ်အပိုင်းပုံမှန်ခန္ဓာကိုအပူချိန်ကိုလည်းထိမ့်သိမ်းပေးချင်ပါဆိုလည်းရေးဟာအဓိကပဲဖြစ်ပါတယ်အရေးပြားကျန်းမာဖို့နော်တောက်ပဖို့နော်ထောက်ပံ့ပေးပါတယ်အစာချစ်ချက်မှုမှာလည်းနော်လွယ်ကူစေတဲ့ဇီဝဖြစ်ပျက်နေတဲ့ကာဘိုဟိုက်ဒရိတ်နဲ့ပရိုတင်းတို့ကိုလည်းကျွန်တော်တို့ ပို့ဆောင်ပေးတာလည်းသိရှိရပါတယ်ကျော်ဦးနောက်နဲ့ကျော်ယူမှာရှိတဲ့ကျော်ယူနောက်ပြီးတော့တတိသားတွေတုံခါချင်းနေပြီးတော့လည်းကာကွယ်ပေးတဲ့အလုံးစုံသော ကျမ်းမာရေးကိုလည်းတိုတက်စီတဲ့အရာပဲဖြစ်ပါတယ်အချိုရည်တွေကဖိန်းတက်ပါတဲ့အချိုရည်တွေနောက်တည်တည်အတုဖြောရည်ဒီအရာတွေကိုလည်းအရက်တွေကိုလည်းကျွန်တော်တို့ဆိုရှောင်ကျင်ဖို့လိုပါတယ်အချိုရည်အရာဆိုကျွန်တော်တို့ အာပို့ပြီးတော့ရေတက်ခန်းချောက်စီပြီးတော့မှကြောက်ခွင်းနဲ့ဆိုင်တဲ့ပြဿနာတွေကိုလည်းဖြစ်စေတယ်စီဂျိုယောဂါခေါက်အစင်းမြင့်ရောင်ယောဂါနဲ့အခြားနာတာရှည်လူနေမှုပုံစံနဲ့ဆိုင်တဲ့ယောဂါတွေအပောင်းအခြားယောဂါမျိုးမျိုးတွေကိုလည်းဖြစ်စေနိုင်တာကိုလည်းသိရှိရပါတယ်ဒါပေမဲ့ကျွန်တော်တနေ့တာရေတက်ခန်းချောက်ခြင်းကြောင့်ဇီဝကမဆိုင်ရာ အကျိုးတရားမှုတွေလည်းအများအပြားဖြစ်ပေါ်နိုင်ပါတယ်။အသက်အရွယ်လှုပ်ရှားမှုပုံစံကျန်းမာရေးအခြေအနေမျိုးသားမျိုးသမီးဝတ္ထုညီမှုတွေအပူချိန်နောက်ရာသီဥတုပေါ်မူတည်ပြီးတော့ရေပမာဏကွဲပြားပေမဲ့ကျွန်တော်တို့အောက်ပါဖော်ပြတဲ့အရာတွေအရဆိုရင်ဒီနေ့တာရေတက်ထိန်းထားဝင်အတွက်လမ်းညွှန်ချက်တွေဖြစ်ပါတယ်။ ကျမ်းမာရေးနဲ့ဖြာနာမှုမှာတန့်ရှင်းတဲ့ရေဟာဖျားရှင်ထမလာတဲ့အကောင်းကြီးမင်္ဂလာအကောင်းဆုံးအရာဖြစ်ပါတယ်။မမှန်ကန်ကန်သုံးဆဲဖို့ကျမ်းမာရေးကိုထောက်ကူပြုဖို့ဖြစ်ပါတယ်။တိရစ္ဆာန်တွေနဲ့လူတွေရဲ့ရေငတ်ခြင်းကိုပြပြောက်စေဖို့ဖျားသခင်ပေးတဲ့တဘာဝလက်ဆောင်ရေပဲဖြစ်ပါတယ်။ကျွန်တော်လွတ်လွတ်လပ်လပ်ကျွန်တော်တောက်တုံးမဲ့ဆိုရင်ကျွန်တော်ရဲ့စနစ်လိုအပ်ချက်တွေကိုပန့်ပိုးပြီးတော့တဘာဝယောဂတွေကိုလည်းတွန်းလှန် တုံးလန့်နိုင်ဖို့ကူညီပေးမှာဖြစ်ပါတယ်။အဲ့ရထပြီးတော့နော်ထတာနဲ့ရေနှဖန်ကွက်ကျတို့တောက်တာဆိုရင်ကိုရီအင်္ဂါတွေကိုအားကောင်းစီတယ်အစာမစားမီမိနစ်30အလိုမှာတဖန်ကွက်တောက်ချင်ရဆိုရင်အစာချစ်စနစ်ကိုအထောက်အကူပြုပါတယ်အဲနေကင်ဘက်မှာလည်းရေတက်ထိဖို့နိုင်ရင်တိုင်းတဖန်ခွက်ကျတို့တောက်တုံးသိမ့်ပါတယ် မအိတ်ခင်လဲတနိုင်လိုမှာကျွန်တော်တစ်ခွက်တောက်မစိုးတညလုံးအပူချိန်ကိုထိန်းထားပေးပါတယ်ကောရင်သီအော်ရာစာပနောဆောင်ခင်းတစ်ဆက်ခန်းငယ်31မှာပြည်သူသည်စားတော်၎င်းတောက်တော်၎င်းအမည်သည့်အမှုကိုပြုတော်၎င်းဖျားသခင်ဘုံတော်ကိုထောက်၍ခတ်တင်တော်မှုတို့ကိုပြုကြလော့ဆိုပြီးမှဖျားရှင်နှုတ်ကပတ်တော်ဖော်ပြထားတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဒီတိုင်းစားတော်မှုရာဆိုရင်ကျွန်တော်ရဲ့ကျမ်းမာရေးအတွက်ကောင်းဆုံး ဖြစ်စေပြီးတော့ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ရန်အတွက်ကျောအသက်ရှင်ကြပါစို့လို့ဝေငှရင်ဒီကုန်ချုပ်ပါတယ်အားလုံးကိုဘုရားရှင်ကျေးဇူးစားတော့ကောင်းကြီးမလားသုံးလုံးချပါပါစေ thank you